ကိုင်းမြို့နယ်ရှိကျေးရွာများသို့စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးတနက်နှစ်လက်တိမ်စီရရှိစကိုင်းတိုင်းစကိုင်းမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက၄ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးအရာရှိ၃ဦးပါဝင် ထိခိုက်ဒဏ်ရာရသူများပြားကတနက်နှစ်လက်တိမ်စီရရှိခဲ့ကြောင်းတနက်ဘက် People's Defense Force မိုးကျွန်းငှက်အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ် ောက်တိုဘာ6ရက်နေ့တွင်စကိုင်းမြို့နယ်အတွင်းရှိကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက၄ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့တာပါထိုတိုက်ခိုက်မှုတွင်စစ်သား၃ဦးသေဆုံးပြီးစစ်ဗိုလ်၁ဦးနဲ့စစ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်တိုက်ပွဲပြီးနောက်နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် MA4 တနတ်တလက် MA2 တနတ်တလက်နဲ့စစ်သုံးဆောင်အချို့တင်းစီရရှိခဲ့ပါတယ်စစ်ခွေးတွေကတိုက်ရင်လေရင်နဲ့လာတာပါ အင်အား290လောက်ရှိတယ်။အဲ့ဒီစစ်ကြောင်းကရွာသားယာက နေထွက်လာတာ။စစ်ခွေးနှကောင်ကတိုက်ပွဲတွင်မျက်မြင်သေးဆုံးတယ်။တိုက်ပွဲတွေက14ဒေါ်လန်းစုံမှာနှစ်ကြိမ်၊ကြောက်ဖနံရွာမှာတစ်ကြိမ်၊လင်းရင်ရွာသစ်မှာတစ်ကြိမ်ဖြစ်ပွားခဲ့တယ်။လင်းရင်ရွာသစ်တိုက်ပွဲမှာစစ်ဗိုလ်တကောင်လက်ကိုကြည့်ထိမှန်တယ်။တင်းစီရရှိတဲ့ပစ္စည်းတွေကိုစကိုင်းမြို့နယ်ပကဖကထိမ့်သိမ်းထားတယ်လို့တနပ်ပတ် People's Defense Force စကိုင်းကတာဝန်ရှိသူကပြောပါတယ်။